အခုကျွန်တော်ဖတ်ပြတဲ့ဝတ္ထုအကြောင်းအရာအစားဆုံးဟာစာရေးဆရာရဲ့အဘော်တက်တက်သာဖြစ်ပါတယ်။ကျွန်တော်ရဲ့စိတ်ခံစားချက်တစိုးတစိမြမပါဝင်ပါဘူး။စိတ်ဝင်စားဖို့ရအကြောင်းအရာကိုပြန်လည်မျှဝေခြင်းတက်တက်သာဖြစ်ပါတယ်ခင်ဗျာ။ကျုပ်နာမည်ကပေါ်တစ်ပါ။ဒါပေမဲ့ကျုပ်ကိုလူတွေအားလုံးကပေါ်တစ်ကဲလို့ခေါ်ကြတယ်။ဘာလို့ခေါ်ကြတယ်လဲဆိုတော့ကျုပ်လည်းမသိပါဘူးဗျာ။ကဲတလုံးထဲကတော့အမှန်ပဲ။ကျုပ်ကိုလူတွေကခက်ချင်ချင်ရဲ့ဗျ။ပါလို့လဲဆိုတော့ကျုပ်ကကျုပ်စီထဲမှာစကားတခွန်းပေါ်ဝင်မကြရဲ့ခလေးတယောက်လိုစကားရဲ့စင်းမြစ်ကိုအပြင်းပြင်းအထက်ထက်မေးတတ်တဲ့အကျင့်ရှိရဲ့ အဲ့ဒီခါစကားပြောတဲ့လူကဘာမှမဖြေတတ်တော့ဘဲနဲ့ကြောင်ပိမ့်မိပြီးအဆက်ရစီပေါ်တာပဲဗျာအဲ့ဒါကိုကျုပ်ကတိတ်သဘောကြတာအဲ့ဒါကြောင့်ကျုပ်ကိုလူတွေကလူကန်းလို့သတ်မှတ်ကြပြီးကျုပ်ဆိုရင်စကားပြောအောင်မခက်ချောင်ချောင်ဖြစ်လာကြတော့တာပဲဗျာပေါ်တက်ကဲလူကပ်ပေါ်လေကျုပ်နဲ့နေပေးဖြောင်းလာဆိုလို့တောင်ဘက်ကန်းပြန်ကပြေးအလဲပိုင်းရတဲ့ကဘိန်းတော်စီယာကြီးဥွှေမင်းပဲရှိတယ်ကျုပ်ကမြောက်ဘက်ကန်းလို့ခေါ်တဲ့စိတ်နှလုံးရောမှာရှမ်းပိုင်းထဲကမုတ်ဆိုးမှမသိင်းတင်နဲ့အိမ်တော်ကြတာပါသူ့မှာတားတယောက်ပါလာပါတယ်ကျုံနဲ့မသိင်းနေရသမီးနှစ်ယောက်မွေးတယ်ဗျာ ကျုပ်မှာတာသမီ၃ယောက်ဆိုပါတော့ကျုပ်ကဆရာကြီးဥွှေမေကိုတိတ်လေးစားတာဗျာဘာကြောင့်လေးစားလဲဆိုတော့နောက်မှပြောပြမယ်ဘာမဆိုဘသူကဘာပြောပြောအယုံကြည်ကင်းမဲ့တဲ့စကားကတ်တဲ့ကျုပ်ကဘာကြောင့်ဆရာကြီးကိုလေးစားလဲဆိုတော့အကြောင်းရှိခဲ့ပါတယ်ဗျာဟုတ်ကဲ့ပြောပြမယ်ခဏလေးအခုအဲ့ဒီဆရာကြီးဥွှေမေစီကိုခိတ္တခဏအလဲရောက်နေတော့မှဆရာကြီးကကြောက်တင်မုံလေးကြောက်တန်လေးကောက်ယူပြီးကျုပ်ကိုအနှဲငယ်မေးပြီးဘေးရင်တွက်တော်တာပဲဆရာကြီးရဲ့တီလာသမารီပညာကိုတော့ကျုပ်ကလေးစားတာအမှန်ပါပဲဗျာဒါပေမဲ့ကျုပ်စိတ်ထဲမှာကျုပ်ကိုဟောတယ်ဟောွက်တောင်အញ្ញံကိုရည်ချင်းနေတယ်ဗျာ ဆရာကြီးကိုယူသေးလေးစားလို့တမားတယ်လို့စကားကပ်ပြီးမထွက်ရဲပေမဲ့ကျုပ်မျက်နှာကမျက်နှာပိုးတက်လို့မရဖြစ်နေတာကိုဆရာကြီးကရိပ်မိရန်ရှိခဲ့ဟဲ့ပေါ်တဲ့ကဲမင်းငွေခေါင်းကောင်းမှာတကယ်ရင်းနစ်မဲ့ကင်ရှိနေရတော့အာဒါမင်းသတိထားပြီးနေငါမင်းကိုကြည့်ပြီးမျက်နှာညှိုးနေတယ်လို့မြင်လို့တွက်ချက်ကြည့်တာဆိုပြီးထပ်ပြီးသတိပေးတယ်ဆရာကြီးကကျုပ်ကိုဘလို့ဟောတယ်လဲဆိုတော့ပေါ်တဲ့မကြင်မင်းရင်းနေကင်းရှိတယ်သတိထားတယ်ဗျအာဒါနဲ့ကျုပ်ကလည်းဆရာကြီးငွေခေါင်းကောင်းမှာငါလိုက်ချောင်းနဲ့ရေကဒူးလောက်ပဲရှိရဘလို့နစ်ပါလဲဆိုတော့ အဲ့ဒါတော့ငါလည်းမသိဘူးနေကင်းရှိကိုရှိတာတဲ့အဲ့ဒါနဲ့ကျုပ်ကတေသွားနိုင်သလားဆရာကြီးလို့အထွန်းတက်တဲ့ကတေတော့မသေးဘူးကဲမဲ့သူပေါ်လာလိမ့်မယ်လို့ဟောပါတယ်ရတဲ့ခါကြီးကတော့လက်ဟောနေတယ်ခြေသားပင်ရင်ဆရာပုံသားတွေလိုဟာမျိုးဆိုရင်တော့ကျုပ်ကဘူတော်တော်ပြီးဟာသာလုံးပြီးမှတေးကြတယ်ဗျအဲ့လိုမျိုးခနှိုးခနဲ့စကားကပ်ပြောတဲ့လုံးလို့လေပေါ်တိတ်ကယ်ဆိုရင်လူတိုင်းရဲ့ရှောင်းကြတာလေကိုလည်းဆရာကြီးဥရှိမင်းရဲ့စကားကိုကျုပ်ကယုံအပ်ခက်ခက်ဖြစ်နေတာပေါ့ဗျဒီအကြောင်းတွေကိုပြောရရင်ကျုပ်အခြေချနေတဲ့ရန်ဒေသကိုအရင်ပြောပြမှပြည့်စုံနေတယ် ကျုပ်တို့ငငယ်ကအိမ်အောင်ကြတော့တိုင်းပြည်ကလွတ်လပ်ရသရဲ့ဗျကျုပ်ကပြန်ကပြေးသားမြောက်ဘက်ကစိန်နှလုံးသူနဲ့အိမ်အောင်ကြတော့ကျုံလဲစရုံးတော့ရောက်မှပြီးတော့စိန်နှလုံးမှာအင်ဝိုင်းလေးဝယ်အိမ်တလုံးဆောက်ပြီးအခြေကျနေထိုင်ရတာပေါ့ဗျာဒီနေ့မှကျုပ်တို့ရွာကဥပိုးလူဆိုတဲ့လူကြီးကပေါ်တဲ့ကမေးဗရောင်းမြောင်ကငါလဲတော့ဝယ်မလားလို့မေးလာပါတယ်ဗရောင်းမြောင်ကဥပိုးလူလဲတော့ဆိုတာကကျုပ်တို့တစ်ခုတ်ဝါခုတ်သွားနေရောက်ဖူးနေတာပါဗျာသူလဲတော့အထွက်ကောင်းတော့မမောစရာကဒါနဲ့ဘလောက်လဲလို့မေးလိုက်တော့300တဲ့ဗျာ အဲ့ဒီချိန်တော့300ဆိုတာရွှေနဲ့ကြမ်းသားရတာဆိုတော့နည်းနည်းတော့ငွေမဟုတ်ပါဘူးဗျာဒါနဲ့ကျုပ်ကလည်း250စစ်တော့တဲ့သွားတယ်အဲ့ဒီမှာပဲဗရောင်းမြောင်ကဥဖိုးလူလေတော့ဟာကျုပ်ဖိုးတက်ကလေးလေတော့ဖြစ်သွားတော့တာဗောဗျအဲ့ဒီတော့ကကျုပ်တို့စီမှာညောင်မင်းကြီးရွာလေကွင်းနေလွန်တာနဲ့ဟိုဘက်မှာတော်ကြီးဗောဗျကျုပ်ရဲ့လေတော့ဟာဗရောင်းမြောင်ဝင်းကျင်ဆိုပေမဲ့ဗရောင်းမြောင်ကငလိုက်ချောင်းရင်တောင်ဘက်မှာကျုပ်လေတော့ဟာချောင်းမြောက်ဘက်ကန်းကမြောင်နေမှာလေတွေကမြောင်ရှိုးကြီးရဲ့မှာရှေလျားသွားရှိတာမလို့တာရှိတဲ့အတွက်လေတော့ကြီးလို့ခေါ်ကြပါတယ် ကျုပ်လေတော့လေတာကြီးလို့ခေါ်ကြတယ်လေတာကြီးဆိုရင်ကျုပ်တို့ဘက်ကလူတွေအကုန်သိတယ်ကျုပ်ကလည်းအဲ့ဒီလေတော့ဥဖိုးလူရဲ့လေတဲ့ကိုအရင်ဖြတ်ချပြီးတော့လူတစ်ဖက်လောက်ရှိရဲ့ကျွန်းတက်လုံးကြီးကိုခုတ်ပြီးခန်းခိုင်းမှမှာစောက်လိုက်တယ်ဗျာတော်ကြီးမမဲထဲမှာဆိုတော့တစ်တို့ကြားတို့စင်းတို့အဲ့လိုတရိတ်ဆန်ရိုင်းနေတဲ့အရာကိုကာကွယ်နိုင်အောင်ပေါ့ပြီးတော့လည်းမိသားစုတွေလည်းဘေကင်းကင်းနဲ့နေနိုင်အောင်ဆိုပြီးအိမ်ကြီးရခိုင်စောက်လိုက်ခြင်းပါအနည်းမှာတစ်ပင်နေရတဲ့ဖျောင်းနိုင်နေစိုက်ထားသလိုပေါ်မှာပေါ်ဦးဗျာဒီတော့အကိုကြီးကိုတုံးလအကိုလေးကိုထွန်းနောက်အပေါင်းသင်းတွေအကူကြီးနဲ့ဝိုင်းပြီးဆောက်လုပ်ကြတာပေါ့ဗျာ အဲ့ဒီချိန်တော့အစိုးရရဲ့ဥပဒေလက်ထံမြို့ပြမှာသာတည်နေချိန်မှာတော်ခိုးနေတဲ့ community တွေရဲ့အာဏာစက်တွေကကျုပ်တို့တော်ရွာတွေမှာပြန့်နေနေတာဟုတ်ဗျအဲ့ဒီတော့တစ်တော်ကြီးတဲ့မှာအတော်အတန်တစ်လောက်ကိုတော့ကြိုက်ရခုတ်ယူလို့ရတယ်ကိုခဲလို့တော်ကောင်းနေပါလိမ့်မရှိဘူးအေးဗျာတော်တယ်လေမိသားစုတွေရွှေ့နေလဲပြီးတော့ဥဖို့တို့ကဘာလို့ကျုပ်ကိုသူ့လေတော့ဈေးဘောနဲ့ရောင်းတယ်လဲဆိုတော့သဘောပေါက်လာရတယ်ဗျာအဲ့ဒါကတော့ဘာလဲဆိုတော့ community တွေကကျုပ်တို့နဲ့တိတ်မိုးရတဲ့တော်ရင်းတနေရာမှာစခန်းပြနေတိုင်းနေဆိုတာသိရပြီးတော့အဲ့ဒီ community တွေကလည်းကျွန်တော်အကူအညီနေတဲ့အကြောင်းတွေပဲတငယ်ချင်းတွေတဲ့ အဲ့လူတွေကကြုတ်လေတဲ့ကိုမကြမကြရောက်လာတတ်တာ ਉਹ ဗျရောက်လာတော့လဲမြန်မာတို့ဒလေးရထမင်းချက်ကျွေးပြီးတော့ဧည့်ခံရတာပေါ့ဗျာတခါတလေတော့လဲရင်းသွေးပေါ့ဒါတွေမကားသေးဘူးဗျပြန်ကပြေးမှာ9ရက်တစ်စည်းရှိတော့ဈေးနေရောက်တိုင်းလှဲနေသူတို့ရိတ်ခါဝယ်ပေးရတာပေါ့ဗျာကဲစဉ်းစားကြည့်ဒါကတဘုံကူညီနေတာပဲလေအစိုးရကတည်သွားလို့တော့ကျုပ်ဘယ်ကြောင်မှနေမလဲဗျာအမုံတော်ဖြစ်သွားနိုင်တဲ့အချိန်လေးပေါ့ကဲအခုတော့ဗာတတ်နိုင်ပါလေဗျာဒေတာကြီးကိုဝယ်ထားမိပြီကိုဒီတော့ထဲမှာရှိနေသူရဲ့တော့ထဲကတဘုံလေးနဲ့နီးစပ်တော့ရမှာပေါ့ ဩဒါကြောင့်လေဥပိုးလူကဒီလေတော့ဈေးပေါ်ပေါ်နဲ့ငါလည်းထဲထဲလိုက်တာလို့သိရတော့တာပဲပောက်တဲ့နဖူးမထူးတော့ဘောဗျာလူဆိုတာနီးရတာကိုကြောက်နေရတာပဲလေဒီတော့ကြောက်ကြောက်နဲ့တော်တဲ့နေရတော့တာဗောဆရာကြီးဦးရွှေမင်းဆိုတာကကျုပ်နဲ့ဆွေမျိုးတော်ဆန်းမှုမရှိပေမဲ့ကျုပ်ကိုကြီးကိုတုတ်လိုက်ရောက်ခမပါဗျာသူတို့ရဲ့တူဦးတဲ့တော်သမီးမဆောကိုကျုပ်ကိုကယူထားတာကျုပ်ကိုကခမ်းမိုင်းမိုင်းဆိုတော့တိမ်မွေးတဲ့ဦးရွှေမင်းကတိတ်ပြီးသဘောမတူချင်ဘူးသူသမီးကမကင်းနိုင်လို့သာဆရာကြီးကဒီတိုင်းကြည့်နေရတာ တခါမှာတော့ဆရာကြီးကိုလူမိုက်တူက၆ရိုက်တယ်ဗျာ။ဇာယာပြင်းသလားမမင်းနဲ့အာခေါင်းမောင်းတဲ့လူတူကရိုက်တာပွဲချင်းပြီးနိုင်တဲ့ရိုက်ချက်ဗျာ။ဇာယာကြီးကဘာမှမဖြစ်တဲ့ပြည့်သူ့ရဲ့ရောင်တော့ကိုဖြေချပေးလိုက်တယ်။ပြီးတော့ကဲဟဲ့ကောင်မင်းစိုက်တဲ့လောက်ရိုက်ဆန်းဆိုပြီး तू ကဘာမှမလုပ်ပဲခံပေးလိုက်။ဘလောက်အံ့ဩဖို့ကောင်းလဲ။အဲဒီလိုလဲလုတ်ကြီးရောရိုက်တဲ့လူမိုက်ကကြောက်သွားပြီးထွက်ပြေးသွားတော့တယ်ဗျာ။ဒါကိုအချို့ကကျုပ်ကိုကြီးကိုတုတ်လာရဲ့ပြောကမကင်းဘူးလို့ဆိုကြတယ်။ဇာယာကြီးနဲ့သူ့သမက်ကတစောင်းစီးနဲ့မျက်ကြီးလိုလုံးဝမတည့်ရတာလေ။ သူ့ဘယောကဟုတ်မဟုတ်ဆိုတာတော့ကုတိအဖြေမသိပါဘူးဗျာအလားနဲ့ဆရာကြီးရဲ့တရင်ကဟိုးလေးတကျော်ဖြစ်သွားတယ်ဆရာကြီးဘလောက်စွမ်းနေဆိုတာလည်းသဘောပေါက်ကြတယ်ဗောဗျာအလားနဲ့ကြုံလဲအခုလိုရေဟုတ်တဲ့ခေကြီးတဲမှာအားထားတဲ့ဆရာကြီးဆိုတာကိုသဘောပေါက်လိုက်ပြီးတော့အလွန်လဲအထင်ကြီးရှိခဲ့ရပါတယ်အဲဒီနောက်မှာဆရာကြီးစီကိုအားနိုင်လာလဲဖြစ်တယ်ဆရာကြီးကစရင်အလွန်တိမ်ဝေးရသူပါဗျာနားကတော့နည်းနည်းလေးတယ်အားဒါကြောင့်ဆရာကြီးနဲ့စကားပြောရင်ကြဲကြဲပြောရတယ်ကျုပ်တို့လဲကျမ်းမာရေးကိစ္စဝဝဆရာကြီးပဲအားကိုးရတာ သူ့ခင်နဲ့သူ့ခါဆရာကြီးအနေနဲ့ရွာမှာသူ့ကိုအားထားနေတဲ့သူအများကြီးလေလာပေးပြီဆိုတာနဲ့ပင်ကြီးတိုက်ပုံအင်ကြီးလေးကိုကောက်ဝဲပေါ်ဝါလေးပေါင်းပြီးဆေးလွယ်ကိုယူပြီးရွာအနှံ့လိုက်ကူပေးရချုပ်အမြင်တွေ့နေရစေတနာအားကောင်းလို့ထင်ပါရဲ့ဗျာသူ့လက်ထဲမှာတိမ်ပါသူဆိုတာကမရှိသလောက်အောင်မြင်မှုရတကယ်တော့ကျုပ်အနေနဲ့ရညင်တာကဆရာကြီးကိုဓာပြီးတူပြီးဆေးမျိုးထိုးညင်တာဗျဒါမှကျုပ်ဘွားအတော်တန်ဆေးရပါလေစဉ်းစားကြည့်လေဗျာတော်လဲတောင်လဲဥပဒေမဲ့ကွန်မြူနတီကြမှာနေနေရတာဒီကောင်းလေးမှာဥပဒေမရှိဘူးထောင်းမရှိဘူးဗျာ အမြင်ကရင်တက်ပစ်လိုက်ကြတာပဲဘသူကမှအေးအေးမပေးနိုင်ဘူးမကယ်ပေးနိုင်ဘူးဇာသနာမှနွားချမ်းသာရတဲ့ခေကြီးပါဗျာတော်သေးတာတကူကအကြီးဆုံးဘိုဟင်းဘူးကလို့ရင်ကြံတဲ့လောက်လူကြီးတွေကပြန်ကပေးကအကိုကြီးနဲ့ရွယ်တူចောင်းနေပဲတွေ့မလို့လားတော်တော့ဘလို့တွေကအားရအမြဲတမ်းကျုပ်စီလာလေတတ်တော့ကျုပ်ကမျက်ခုံးနှုတ်နေရတာဗောဗျာဘယ်နည်းမြန်ငါ့ကိုရန်ဆာမလဲဗောဒါမှမဟုတ်လဲငါနဲ့ community ဆက်သွင်းနေတာအစိုးရကဘယ်နည်းတိသွားမလဲဗောတိသွားရင်ဆိုတဲ့အတွေ့ကလည်းကျုပ်ကိုထမင်းလုံးတစ်စီ၆တူလို့အမြဲ၆လန့်နေတာဗောဗျာ ပြောရရင်စိတ်သက်သာတော့ဖြစ်နေရသလိုပါပဲလေတော်ကြီးဝယ်မိတာတော့နောင်သားရချင်ကြီးဖြစ်နေပြီကြပါဗျာအစိုးရကြောက်ရတော်ရဲရကောင်းနေကြောက်ရနေအဲ့ရတော့စိတ်တကယ်မဖြောင်းညင်တော့ပါဘူးဗျာအာဒါနဲ့ကျော်လေးဆရာကြီးကိုဆရာကြီးကျောက်ကတော်ရဲ community ကြားမှာနေနေရတာဆိုတော့တိုးတော့စိတ်သက်လုံနေရင်တော့ဟုတ်ပါရဲ့မလိုရင်အစိုးရတချို့ဆိုပြီးတော့ရန်ရှာနိုင်ပါလေပြီးတော့ community နဲ့ဆက်သွယ်နေထိုင်နေရတာအစိုးရတိသွားရင်လည်းကျုပ်သက်တာမှာမဟုတ်ဘူးဗျာကျောက်ကစူးကြဘူးခါပါဆရာကြီးရဲ့မလောက်တာမယုံတာပါအဲ့တော့ဆရာကြီးလိုကိုလုံးသေးလေးထိုးပေးပါလို့ကျောက်ကတောင်းဆိုပါတယ် ကုံကြသမျှကိုကတော့ပါမယ်ဆရာကြီးရဲ့လို့ကျုပ်ကဆရာကြီးစီကိုအတနာခံလိုက်တယ်။ဟဲ့မောင်ပေါ်တဲ့ငါလိုကိုလုံးစည်းဆိုတာကမင်းတို့လူလူတွေမထုတ်အပ်ပါဘူးကွာ။စည်းဝါလက်လာပါပိတ်တဲ့တဲ့ကွာ။အဲဒီတော့ခုသာခံတာရှိအောင်တော့ငါဆေးထိုးပေးမယ်။အေးတနတ်နဲ့ပြစ်တတ်သွားရင်တော့မတက်နိုင်ဘူးကွာ။သမ ्या ရဲ့ဒုတ်သားနဲ့ကတော့မင်းမသေးတရားဘူး။တပတ်ခါနှေးကောင်းတယ်။အဲဒါမင်းအားတယ်မဟုတ်လား။ဟုတ်ကဲ့အားပါတယ်ဆရာကြီး။အေးဒါဆိုရင်တပတ်ခါမနေ့9နိုင်မထိုးခင်အရောက်လာခဲ့ကွာ။9နိုင်မှာစထိုးမယ်။ဟုတ်ကဲ့ပါဆရာကြီး။ ဒီလိုနဲ့ကျုပ်ဆရာကြီးမာတဲ့အချိန်မတိုင်းမီတနားရီလောက်စောပြီးရောက်လာခဲ့တာပါဆရာကြီးစီလာတိုင်းလဲဂါရဝါထားတဲ့အင်းနဲ့ကျုပ်ကဆန်းလို့ဘာလို့အဲ့လိုစားပွဲတောက်ပွဲလေးနဲ့ကတော့နေကြပါဗျာအခုလဲဆေးထိုးပေးမယ်ဆိုတော့ဂရောပွဲတစ်ပွဲကျုပ်ကပါလာခဲ့ပြီးတင်ပေးပါတယ်တင်မောမယ်ပင်စီကိုခုတ်ပြီးတော့အလဲဦးတိုင်းခွက်ကလေးရအောင်ဖြတ်ပြီးတော့သူကခွက်လုပ်ပြီးတော့ဟင်းလာပန်းနဲ့ဖြော်ထားတဲ့ဆေးရည်ကိုကျင်းနှခွဆုံးနဲ့ကျုပ်ရဲ့ဥကောင်းကနေပြီးတော့ဂါရမန်နဲ့တပတ်ဝါရုပ်ပြီးတော့တဆက်ဆက်နဲ့ထိုးတော့တာပေါ့ဗျာအသားကိုစုပ်ချုံနဲ့ထိုးတာနာတာပေါ့ဗျာ ယောက်ျားပဲအန်ကျိပြီးခဲတော့တာပေါ့အနာခံမှအသာဆန်းရမယ်လို့ဆိုထားတာ ው ဗျဒီလိုနဲ့ကြုတ်စိတ်တဲ့အတော်လေးလုံကြုံသွားပြီးနေရထိုင်ရအတော်လေးစိတ်ရဲသွားတယ်ဗျစိတ်လည်းပေါ်ပွားသွားတော့တာပေါ့ဗျာဒါပေမဲ့အန်နေဆိုတာတော့မကြုံသေးပါဘူးအဲ့ဒီမှာကြုတ်တို့စိတ်နှလုံးရွာရဲ့အနောက်ဘက်ကဆရာတော်ကြီးကြောင်းမှာအစိုးရတက်တက်ကလာပြီးတက်ဆွဲတော့တာပဲဗျာဝူတာရဥဆောင်နဲ့တက်ပါတက်စုတစုလောက်တော့ရှိမယ်ထင်ပါရဲ့ဗျာအဲ့လိုအစိုးရတက်ဆွဲလိုက်တော့နေ့နေ့ညညကျုပ်တို့ရွာမှာလာပြီးမင်းမှုနေတဲ့ community တွေကပေါ်ပေါ်တင်းတင်းမလာရတော့ဘူးဗျာ အစိုးရတက်ကိုမကြမကြလာပြီးချောင်းမြောင်းကြီးတဲ့တာမျိုးတိုက်ပွဲဖြစ်တာမျိုးလေးတွေဖြစ်ပါတယ်အဲဒီတော့ကကျုပ်တို့စဉ်နေတုံးမှာအုပ်ချုပ်တာကတကြီးဥဖိုးဟန်နဲ့ဥဖိုးဟန်ကအင်္ဂလိပ်ခေတ်ဂျပန်ခေတ်ဥနုခေတ်တည်းတကြီးရာလူမြင်နေတဲ့တကြီးပေါ့ဗျာသူ့မှာနှလုံးခါချိုးတနက်ရှိတယ်သူကနာမည်ကြီးမဟုတ်ဆိုးပေါ့ဗျာဘူဒာယာကလည်းတောပြေဝါသနာပါတော့ဘူဒာယာနဲ့တကြီးဥဖိုးရဲ့အတော်တွဲမိကြတယ်ဗျနောက်ပိုင်းဘူဒာယာအနားယူပြီးစာရေးတဲ့အခါမှာမဟုတ်ဆိုးကြီးဥဖိုးဟန်နဲ့တော်လိုက်ရတဲ့အကြောင်းတွေအများကြီးရေးခဲ့တယ်လို့ပြောတာပဲ ကျုပ်တော့မဖတ်ဘူးပါဘူးဗျာဒါအတက်ကအနာယူပြီးနောက်ပိုင်းကိုပြောရနော်ဒါနဲ့ဗျာဗုဒ္ဓရာတို့တက်တွေလည်းပြန်ပြောင်းသွားရောအမျိုးသေးကြီးတဲ့ community တက်တွေကတတိဥပိုးရံကိုလာပြီးပြစ်တက်သွားတော့တာပဲဗျာကျုပ်ပြီးအတော့ကိုကြောချမ်းနေတာပဲဒီတော့ရရကောင်းလေးကသူတို့မုန်းရင်တက်ပြစ်တာလွဲလို့ဘာမှမရှိပါဘူးဒီလိုနဲ့ကျုပ်တို့စင်းနေတုံးမှာတတိမျိုးဆက်ဖြစ်တဲ့တတိဥပိုးရံရဲ့အသားကိုခင်မောင်ကိုတတိတင်ကြတော့တယ်ဒီလိုနဲ့တတိခင်မောင်ဖြစ်လာပါတယ် ခက်ပြက်ကြီးထဲမှာတကြီးလောရတာတဲမချောင်းပါဘူးဗျာတကြီးဖြစ်ပြီးလို့မှနှစ်သိမ့်မကြလိုက်ဘူးကွန်မြူနတီတွေကတကြီးခင်မအောင်လဲညမှာလာပြက်တက်သွားပြန်တာပဲကျုပ်တို့ရွာကလူတွေကတော်တဲ့တောင်းတဲ့ရေးရဲမသွားဝင်ကြတယ်ဘောဟာဗောဗျာတိတ်မကြလိုက်ဘူးညောင်မင်းကြီးစုရွာကတကြီးဦးထွန်းဝေးကိုလဲလာပြီးပြက်တက်သွားကြပြန်တဲ့တကြီးတွေဆိုတာကရရွာအုပ်ချိုးရတဲ့အပြင်အစိုးရနဲ့လဲဆက်သွယ်နေတဲ့ဘောဟာဗောဗျာဒီတော့အစိုးရအောင်မုံတဲ့ကွန်မြူနတီတွေကတကြီးတွေကိုတတ်နေကြတော့တာဗော ဒါလည်းမကားသေးဘူးရက်ရွာကလူတွေကိုလည်းသူတို့မုန်းဝင်အစိုးရတရှိုးဆိုပြီးတော်ရခေါ်ပြစ်တက်ပြကြတာတွေလည်းရှိခဲ့အတော်ကြောက်စရာကောင်းတဲ့ခေကြီးပေါ့ဗျာကျုပ်ကလည်းအဲ့ဒီခေဆိုးကြီးမှာမှတော်တဲ့တောင်ထဲမှာလဲလေးဝယ်ထားမိရဲ့ဗျာတကယ်ကိုကြောမလုံးတရားကြီးပါပဲဒါပေမဲ့ဆရာကြီးကစေထိုးပေးတာတော့ဆရာကိုလေးနဲ့တော်တဲ့နေနေရတာပေါ့ဗျာပြစ်ထားလို့မှမဲရတာကျုပ်တို့တော်ရွာတွေမှာကကိုထူကိုတက်စနစ်နဲ့ကိုရွာကိုဆောက်ရှောက်ကာကွယ်နိုင်အောင်ဆိုပြီးတော့အစိုးရကပြူတော်တီးဆိုတဲ့အပွဲတွေဖွဲ့သေးပါတယ်ဖွဲ့ပြီးတင်တဲ့အနေငယ်ပေးပြီးတနက်တွေပေးတယ် တနက်ကလည်း rifle တနက်တွေပေါ့ဗျာလွာတွေကို CEO အမြင်ကြီးတွေကကြားမောက်ကြားလံဝက်ချက်တွေတက်စင်းပြီးတော့ကင်းနကားတွေပင်စင်နေနဲ့အကြနာကားရပါတယ်ညဆိုရင်ဘူးစောတီးတွေကင်းဆောင်ကြလဲ့လဲဆောင်းလျှောက်ကြနဲ့အထိုက်လျောက်တဲ့စိတ်ရေးကြရတော့တာပါပဲလေဒါကလည်းဓမြရန်တော့ပဲစိတ်ရေးကြရတာအင်အားကြီးတဲ့ community ရန်ကိုတော့မတွန်းလန်နိုင်ရပါဘူးဘာကြောင့်လဲဆိုတော့ရွာတွေမှာရှိတဲ့ community ဆိုသူတွေရဲ့မိမတွေကအချိန်မမှန်ပိုက်ကြီးနေလို့ပါဒါကိုကြည်ချင်းအပြည့်ပြူသောတိတွေက community တွေကိုလုံအောင်မကဝဲနိုင်ဘူးဆိုတာကိုတက်တည်ပြနေတာပေါ့ဗျာ နှစ်ကတိတ်မကြလိုက်ဘူးပြူစောဒီကိုဖျက်သိမ်းပြီးလက်နက်တွေပြန်သိမ်းသွားပါတော့တယ်။ဘာလို့လဲဆိုတော့ပြူစောဒီအချို့ကလက်နက်အားကိုနဲ့တလွဲစပင်ကောင်လှုပ်လာကြတော့တာပဲဗျာ။တချို့ဇေယိုက်ကျန်းသူတွေကတနိုင်ကန်ရတော့ကိုထင်ရကိုလှုပ်ကြတော့တာပဲ။တချို့ဆိုဓမြထွက်တိုက်တာတွေတော့ရှိတယ်လို့ဆိုကြတယ်။အဲဒီတော့ဦးနုအစိုးရပြူစောဒီတွေကိုဖျက်သိမ်းပြစ်လိုက်ရတယ်။တပုံကြောက်ရဓမြကြောက်ရနဲ့ကျုပ်တို့လိုတောသူတောင်သားတွေကပြူစောဒီကိုပါကြောက်ရတဲ့ဘဝအချို့ရောက်ခဲ့ကြပါပဲနဲ့ဗျာ။ကျုပ်တို့တော်ရွာတွေကနေဝင်မိကြီးဘဝနဲ့နေကြရတာဗျ။ဘာလို့လဲဆိုတော့အဓိက community ရန်ကိုကြောက်တာ တမယဆိုတာကချမ်းသာမှာဝင်လိုက်တာကွန်မြူနတီကြတော့ရွာတွေကသွေးထုတ်ရလို့ရှိရင်ဒီကောင်အစိုးရတင်ပေးပါလို့ရှို့လိုက်တာနဲ့အဲဒီကောင်ဘာမသိညာမသိညမှာလာဆွဲသွားတတ်တာပဲဆွဲသွားပြီဆိုလို့ကတော့ပြန်လဲမရှိတော့ဘူးဗျို့ဒီလိုခေကြီးကိုကျုပ်တို့တွေရင်တစိမ့်လေးနဲ့ဖြတ်တန်းခဲ့တာတော်လိုင်းရေးအစိုးရအာဏာသိမ်းတဲ့1962ခုနှစ်မတ်လအထိဆိုပါတော့ပါလီမန်ဒီမိုကရေစီအစိုးရကနေပြီးစစ်အစိုးရခေဖြစ်ခဲ့ပါပြီစစ်အစိုးရခေရောက်ပြန်တော့တပ်မတော်ရဲ့အာဏာဆက်ကတော်ရွာတွေအထိစိုးမိုးလာနိုင်ခဲ့ပါတယ်ကျုပ်ပြောပြချင်တာအဲ့ဒါလည်းအဓိကအချက်ပါတယ်ဗျို့ ဝင်လဲရသေးရနှစ်တနေ့ပေါ့ဗျာကျုံနဲ့လေတော့အင်ကြီးမှာကွန်မြူနီခေါင်းဆောင်တွေနားလည်နေရတယ်ဒီတော့ရင်းနှွေးချမ်းငါ၆ဖုတ်စီစမ်းနဲ့အက်ခံနေရတော့တာပေါ့အဲ့ဒီအချိန်မှာအလွန်ဆိုးတဲ့ဘိုဟင်းဘူးကလမ်းမှာချောင်းပြခံရတယ်ကြာဆုံးသွားပါပြီဗျာအရင်ပါလီမန်ဒီမိုကရေစီခေတ်တည်းကကြာဆုံးသွားတာပါလက်ရှိအုပ်ချုပ်နေတာဘသူဆိုတာတော့ကျုပ်မသိပါဘူးကျုပ်စီကိုလာလာလည်နေတာကတော့ကာကီအင်းမောင်နဲ့ကိုအောင်လာတို့အုပ်စုပေါ့ကျုပ်စီကိုလာမလဲသေးသေးဘူးဗျာကျုပ်ကကြိုးပြီးတော့မျက်ခုံးလှုပ်နေလို့ဗျာဒါပေမဲ့လည်းမတတ်နိုင်ဘူးပေါ့ ဈေးကဝယ်တာတော့မှရွာကလူတွေကကျုပ်ဝယ်တာရေးမိမှာဆိုလို့ကျုပ်ကိုယူဝယ်ခိုင်းရတယ်။အကိုကြီးကသူ့တက်ကယ်ကွင်းကိုလာရင်းနဲ့ဝယ်ဝယ်လာပေးတယ်တဲ့။အကိုကြီးရဲ့ငါးရီကားလောက်ကျဲတဲ့တက်ကယ်ကွင်းကြီးကလည်းဗရောင်းမြောင်တော်နေသေးရဲ့အလဲကုန်းထိပ်မှာတရှိနေကြလေ။ရိုးသားတဲ့ကျုပ်တို့ညီကိုကို community ကဒုက္ခမပေးကြပါဘူး။အတွင်းသည့်အစင်းသည့်ရေဖြစ်နေလို့ပေါ့ဗျာ။ရင်ွေးရန်နဲ့ဧကန်ဒီချိန်မှာပဲအောက်မှာကင်းဆောင်နေတဲ့ community ရဲဘော်ကရန်သူလို့အော်ရင်းနဲ့တခါတည်းပြစ်ပါတယ်။တနတ်တန်တွေလည်းစူညံသွားတော့တာပေါ့ဗျို။ဘာလို့လဲဆိုတော့ တဲဘတ်ဝင်ကျင်မှာရှိတဲ့ကွန်မြူနီရဲဘော်တွေနဲ့တပ်မတော်သားတွေကသူပြစ်ကိုပြစ်ချက်ချင်းပြစ်ကြလို့ပါပဲတနတ်တန်ကြားလာတဲ့တပြိုင်နဲ့ကာကီအေးမောင်တို့တွေကနီးစပ်ရပရင်ပေါက်တွေရတဲ့ချက်ချင်းခုံချပြီးပြန်တိုက်ကြတော့တာပဲအဲဒီမှာကျုံနဲ့ကျုပ်သမီးလေးညိုတုပ်တို့ကကြောက်ကြောက်နဲ့အိမ်ပေါ်မှာရောင်နှန်းနှန်းနဲ့ပေါ့ဗျာသမီးလေးရလည်းကြောက်လို့ငိုတော့တာကြည်တဲ့မှာဆိုတာကြောင့်သမီးကိုအတင်းဆွဲလဲပြီးဝမ်းရမောက်နေရနှစ်ဖက်ပြက်ခန့်နေတဲ့တနတ်တန်တွေကကဘာပြက်လို့မတက်တော့ထင်ရတယ်ဗျာစူးညံနေတာပါပဲနေလေကြီးတစ်ဖက်နဲ့တစ်ဖက်ဆဲဆိုပြီးပြက်ခန့်နေကြကြုတ်ထင်တော့အတော်ကြာတယ်ဗျာ နောက်တော့ community ဘက်ကတော်တယ်ဆုတ်သွားရန်တူတယ်တနတ်တန်နေလဲတိတ်သွားတယ်အထီးကအကြဆုံးဘယ်ဘက်ကမှမရှိလိုက်ကြတိုက်ပွဲပါပဲဗျာအဲ့ဒါတော်လိုင်းအစိုးရခဲမှာရိုးမရတော်တဲ့ဒီပထမဆုံးဝင်လာပြီးတိုက်တယ်တိုက်ပွဲပါတိုက်ပွဲပြီးသွားတဲ့အခါမှာမကြမီမှာပဲလက်ကစင်းကိုအကာအဝယ်ပြုပြီးနေရာယူထားတယ်တက်မတော်သားတွေဟာကျုပ်ရဲ့နေတဲ့အိမ်ကြီးကိုခက်ကြက်ကြက်တီတန်းစီပြီးတက်လာကြတော့တာပဲဗျာအေးလေကျုပ်လေတဲ့အိမ်ကြီးမှာ community ကိုအဲ့ခံနေတာပက်ပင်းတိုးတာဟုတ်ဗျာ ကျုပ်လည်းအတက်နိုင်ဆုံးအခြေအနေနဲ့အယူသားဆုံးပြောပြရပေမဲ့စစ်သားတွေကကျုပ်ကိုဘယ်ခွင့်လွန်မှာလဲဗျာဥပဒေလမ်းကြောင်းအရာအေးအေးမှုမပြုတ်ပေမဲ့ကျုပ်ကိုဝိုင်းပြီးစွန်ကြီးလောင်းသွားကြတော့တာပဲဗျာအတော်လေးဤပါတယ်ကျုပ်သမီးလေးဆိုရင်ပြေလွှားတတ်စားအရွယ်လေးသမီးလေးငိုရိုတောင်းပန်မှုကြောင့်တင်ရမှတ်လောက်သားလောက်ဆုံးမသွားကြတာအသေးတော့တတ်မသွားကြပါဘူးတော်သေးတယ်တကယ်အေးဗျာတတ်မတော်သားတွေပြန်သွားကြတော့တာတိတ်မကြလိုက်ပါဘူးတော်ရဲရကောင်တွေကလူကြီးတွေတော့မပါဘူးအောက်လက်ငယ်သားတွေရောက်လာပြီးကျုပ်သတင်းပေးလို့တတ်ကတိသွားတာသပြီးမညာမတာဝိုင်းလို့ကြပြန်ရော့အဲ့ဒီမှာကျုပ်ကသတိတော်မေ့သွားတယ် တတိယတော့ကျုပ်သမီးလေးကျုပ်ဝေးမှာငိုလို့ဗျာစဉ်းစားကြည့်ဗျာကျုပ်တို့အရသားလေးဆိုတာကကျွဲ့နှောင်ရမိသားပဲဘောပါအစိုးရလေးကြောက်ရကွန်မြူနစ်လေးကြောက်ရနေဗောမတော်လို့တက်ကဖမ်းသွားပြီးသဘုံအားပေးမှုနဲ့ထောင်ထဲမြန်ထဲလိုက်လို့ကတော့ကာဝေးမရဝေးဘွားနဲ့ဒုက္ခဒုက္ခတွေရင်ဆိုင်ရင်ဒီစီအများကြီးပို့ဒုက္ခရောက်အောင်ပါလို့တော်သေးတယ်ဗျာဖမ်းမခံနိုင်ရလို့ဒါဆိုရင်တော်ထဲမှာနေရတယ်အန်နီများလာတယ်အိမ်မှာပြန်နေမှဖြစ်တော့မယ်လေမသိနေရတဲ့ဗိုက်တလုံးနဲ့ဆိုတော့တော်ထဲမှာလာနိုင်တာကြပါပြီကျုပ်တို့သားခါပဲလာနေရင်လည်းအခုလိုဖြစ်ရတာဗော ဒါနဲ့အရေးကြီးတဲ့ပစ္စည်းလေးလဲပေါ်တင်ပြီးကျုပ်တို့သားပါရွာကိုပြန်ခေးရတော့တာပဲဗျာရောက်တယ်ဆိုရင်ပဲအားကိုးရဖြစ်တဲ့ဆရာကြီးကိုကျွန်တော်သားပြေးပင်ပါတယ်သားကအဲ့ဒီတော့အရွယ်မရောက်သေးပါဘူးဆရာကြီးရောက်လာတယ်ဆိုရင်ပဲကျုပ်အရန်အားတက်ရတာပဲကျုပ်ကိုကြည့်ရင်းနဲ့ဆရာကြီးကအင်းခုသာခံလာဆေးထိုးတာပြီတော့တော်သေးတာပေါ့ပေါ်တဲ့ဟာဘာမှမဖြစ်တော့ပါဘူးဒန်ကြီးစင်းလိမ့်ပြီဒန်ကြီးစင်းတောက်လိုက်ရင်မင်းဝေဒနာအချိန်တိုအတွင်းတက်တာသွားမှာပါကွာလို့အားပေးပါတယ်ဟုတ်တယ်ကကျုပ်လည်းစဉ်းစားမိတယ်ဒါမှန်လူဆိုလိုတာအသက်တောင်ပါသွားနိုင်တယ် လူကောင်ကလည်းတောင်းဆေးကလည်းထိုးထားလို့သာကျုပ်တေကံမရောက်တက်မပြောက်ကံကောင်းခဲ့ရတာပေါ့ဒါနဲ့ကျုပ်လေးလေတော်စီအတော်နဲ့မရောက်ဖြစ်ခဲ့ပါဘူးဗျာတော်သေးရဲ့လေတွေသိမ့်ပြီစပားတွေအင်ဂျန်တဲပြီးချိန်မလို့ပေါ့နှုတ်မဆိုရင်ကျုပ်မှာအကြီးကျယ်ဒုက္ခဟာဗျာအဲဒီကဆာပြီးဆရာကြီးကိုကျုပ်ရဲ့အသက်သခင်ကျေးဇူးရှင်လို့သတ်မှတ်ပြီးတော့နှစ်စင်စပားပေါ်တိုင်းပေါ်တိုင်းအိုးပြပြစပားဆယ်တင်လဲနေတိုက်ပြီးတော့ကတော်လေးရှိတယ်အဲဒီနှစ်ထဲမှာပဲတော်လိုင်းအစိုးရကတော်ရရတပုံးလေးအလင်းဝင်လူငင်းချမ်းဆောင်ဝင်ပေးမယ်ဟုတ်ကြညာတဲ့အခါခေါင်းဆောင်ချိုးရဲ့ရဲဘော်ချိုးကအမြင်မှန်ရပြီးအလင်းဝင်ကုန်ကြပါတယ် နာမည်ကြီးကာကီအေးမောင်နဲ့ကိုအောင်လာတို့လည်းပါတယ်ပြန်ကပီးအစိမ့်နေတော့စားတဲ့ရွာလေးကတော့ခုတ်သူတွေအလင်းဝင်ကုန်ရတယ်ကျောက်ကလည်းရှိုးတိုင်းလဲတွေခုတ်ထင်ပြီးတော့တို့ချက်မြေကလည်းကောင်းမိုးကလည်းမှန်တော့စပားအထွက်ကလည်းကောင်းတယ်ဒီလိုနဲ့ကျုပ်သားသမီးလေးတွေအရွယ်ရောက်လာတော့ဗောကျုပ်ရဲ့မင်းရပါသားတော့အရွယ်ရောက်ပြီးအိမ်အောင်ကြပါပြီရသားကတော့ဟုတ်နေတာဗောဗျာအဲဗျာတနစ်တောင်မပြေသေးဘူးကျုပ်ချွေးမှာပြဿနာဆောက်ရတာပဲစုံဘူးတို့လိုနတ်ဘူးတို့လိုနဲ့ကျုပ်သားကိုရန်ရှာနေတော့တာဗော နေတော့မိဘတွေကိုပြောလိုက်အိမ်တော်ကြလို့အိုးခွဲအိမ်ခွဲနေတာတော့မှဒီကောင်မကိုလေတကွက်ကြွတဲ့ရှင်မပေးဘူးမပေးလို့ကတော့နေမိဘတွေအကုန်တိတ်မဲ့သားပြင်တာငါကရိုးရနဲ့ဘာမှတ်လဲဆိုပြီးအမျိုးမျိုးပွဲကျန်းနေရောတာပေါ့အဲဒီမှာတားလို့တဲ့သူကကျုပ်ကိုလာခေါ်တဲ့သူမိမဆုံးမှုသူလို့နတ်ဘူးသူလို့လုပ်ပြီးကျုပ်တို့ကပါကျင်းဝန်းနေတဲ့အကြောင်းပြောပြအဲဒီမှာကျုပ်ကပြေးပြီးတတိယလိုက်တာကဆရာကြီးပါပဲကျုပ်ဆရာကြီးစီပြေးပြင်ရတယ်ဆရာကြီးကတော့ထုံးစံအတိုင်းတိုက်ပုတ်အင်ကြီးတွေကောက်ဝဲပေါ်ဝါးလေးပေါင်းပြီးလိုက်လာတော့တာပဲဈေးလွယ်ကြီးကိုကျုပ်ကဆွဲလို့ပေါ့ အိမ်ရောက်တော့ချွေးမပွဲကျင်းနေတယ်လူတွေရာလဲအုံလို့ပေါ့ဗျာအထူးဆန်းပြီကိုလာပါလေကျုပ်ချွေးမအလှပြောက်ပြီးမျက်လုံးပြူးမျက်စံပြူးနဲ့ကြောက်စရာကောင်းနေတယ်ဗျာဇိုးရရင်ဘလူးရုပ်ပေါက်နေတာပေါ့ဆရာကြီးကကျုပ်နဲ့ကျုပ်သားကိုချုပ်ခိုင်းပြီးတော့လက်ကောက်ဝတ်သွေးကိုဆန့်ကြည့်လိုက်ခဏပါပဲပြီးကြတဲ့ဆရာကြီးကဟေ့မောင်ပေါ်သေးဒီအိမ်မှာခွေးရှိတယ်မဟုတ်လားကွာလို့မေးတယ်ဟုတ်ကဲ့ရှိတော့ရှိပါရဲ့ဆရာကြီးခွေးကခွေးဝဲသားမှာကြီးပါလို့ပြောတယ်ကြီးပါတယ်သဘောကျသွားတဲ့ပုံပါပဲ ဒါဆိုရင်ပိုကောင်းတာပေါ့ကွာမင်းတို့ကသူ့ကိုနိုင်အောင်ချုပ်တာဟဲ့အသိမေခွေးဝဲသားသွားဖမ်းခဲ့တယ်ဆိုတော့ကျုံမင်းမှလည်းယင်ပါနေတဲ့ခွေးဝဲသားမကိုပွေ့ချီပြီးယူလာခဲ့ပါတယ်ချုပ်ထားခံရတဲ့ကြုတ်ချီမကတော့ဝူဝဝတောင်ရွတ်မြောက်ပြောနေဆရာကြီးကိုပါချင်းချောင်းနေရောတာပဲကဲဟေးရေစလုံးနဲ့ရေထည့်ပြီးယူလာခဲ့ဆိုတော့ဆရာကြီးကဘလို့လူပါလဲလို့တွေးမိကြတယ်ဘယောဂါကုနေလဲဆိုတော့လူတွေကပြည့်နေအောင်လာကြည့်ကြတာလေအဲ့ဒါနဲ့ကြည့်ရဲ့လူတွေကတယောက်ကတန်စလုံးအဟောင်းနဲ့ရေထည့်ပြီးယူလာပါတယ် ဟဲ့သိမ့်မီအဲ့ဒီခိုးရဲသားမရဲ့ဖိန်ကိုအဲ့ဒီဇလုံးထဲကရေးနေစိတ်မီထဲလန်းဆိုတော့မသိမ့်မီကလည်းယုံမိမဲ့မတတ်နိုင်ရှာမဲ့ဈေးရပါတယ်ရေကခိုးရဲသားမရဲ့ဖိန်ဈေးရေဖြစ်သွားခဲ့ပါပြီခွေးမကလည်းသူ့ဖိန်ကိုရေနဲ့ပတ်စေးတော့ယုံမီထွက်ပြေးသွားတော့တာပေါ့ဘာလို့မှာပါလဲဆိုပြီးလူတွေကစိတ်ဝင်စားရှိနေတဲ့အချိန်မှာပဲကဲကဲဘယောကပြောက်တဲ့ဈေးတွေတော့ရပြီဘယောကပူးနေတဲ့လူနာကိုတိုက်ရအောင်ခွက်ယူလာခဲ့တော့ဟေးဆိုတော့ဒံဖလားတစ်လုံးယူလာပေးပါတယ်အဲ့ဒီဒံဖလားနဲ့ခွေးဝဲသားမဖင်ဈေးတဲ့ရေတစ်ခွက်ကိုခတ်လိုက်ပြီးတော့ ပြဲ hey, ဟေးမောင်ပေါ်တဲ့မင်းရဲ့ချွေးမကိုပယောကအစွဲကြောင့်ဒီရေတစ်ခွက်တိုက်သွားဆိုပြီးကြုတ်လက်ထဲကိုထည့်ပေးပါတယ်အဲ့ဒီမှာကြုတ်ချွေးမကလန့်သွားရင်ရှိတယ်မတောက်ပြရသေးနဲ့ဆရာကြီးတမိတောင်းမှန်ပါတယ်မတောက်ပြရသေးနဲ့တမိပယောကမဟုတ်ရပါဘူးဒါဆိုရင်နေကုလို့လောက်တာဘာသဘောလဲတမိတို့လှုပ်စားဖို့လင်းနှစ်ခွက်လောင်းနဲ့ကြွဲတဲ့ရှင်ရညင်တို့လောက်တာပါဆရာကြီးရညင်ကောင်းကောင်းတောင်းပါလားကွာလ ဆရာကြီးကကျုပ်ကိုမေးတော့ဟုတ်ကဲ့တောင်းမှုပါရဲ့ဆရာကြီးရာဂတာရှိသေးတယ်လူရင်းမျက်စိတဲရှိတာကိုဆိုပြီးကျုပ်ကမပေးသေးတာပါပေးဖို့အစီအစဉ်ရှိပြီးသားပါကျုပ်မှကြွဲနေရတယ်အများကြီးပါဆရာကြီးအဲ့ဒါသူတို့ကိုတရှင်းခွဲပေးပါမယ်လဲကတော့ညောင်မင်းကြီးလဲတော့ဘက်ကနှစ်ကွက်ဝယ်ပေးပါမယ်ကျုပ်ကရွယ်ချက်ရှိပြီးသားပါဆရာကြီးကဲကွယ်ခလေးလေးစိတ်ချမ်းသာအောင်ပေးလိုက်ပါဟုတ်လားငါလာကလေးကပယောဂါအစ်စ်မဟုတ်ဘူးဆိုတာသိတယ်ကွာအဲ့ဒါကြောင့်ပယောဂါနီးနဲ့ချုပ်ခိုင်းလို့ရမှာမဟုတ်လို့မင်းတို့ကိုချုပ်ခိုင်းထားတာငါသွေးခဏဆန်းတာလည်းသိတယ် အာသာဘယောကအစင်မို့တော့ဘယောကစေးတွေအင်းအိုင်မန်နေလေးလေသူ့ကိုမတိုးနိုင်ဘူးလေအာသာကြောင့်သူ့မျက်စိရှိမှာပဲခိုးဝဲသားမဖင်ကိုရေးစေးပြီးတော့တိုက်တာကဲကဲအားလုံးအဆင်ပြေပါပြီမောင်ဘော်တဲ့ကလည်းမင်းစကားတိုင်းဂရိတီပါသေးကိုယ်ဆိုပြီးဆရာကြီးကပြောပြီးပြန်ဖို့ပြင်ပါတယ်အဲ့ဒီမှာဆရာကြီးရဲ့ဉာဏ်ပညာကိုကြီးညိုလို့အားလုံးကအထင်ကြီးကြီးဝိုင်းဝန်းပြီးကြတော့ကြပါတယ်ကျုပ်ရဲ့ဘဝမှာဗျာဆရာကြီးရမမတ်တနေရှိရတယ်ဆရာကြီးရဉာဏ်ပညာကိုကျုပ်ကပိုပြီးတလေးတသာပိုရှိလာတာဗောဆရာကြီးရဆွဲဆုံးပညာရှင်ကြီးဗော ဘယောကကူရမှာလဲတိမ်တိမ်မှုမှုနဲ့အနိုင်ယူရတာလူတကာပါဇံဖျားရေးမှန်းသားတော့တာပေါ့ဗျာကျုပ်ကလည်းဂရိအတိုင်းသားနဲ့ချွေးမောက်ကိုလက်နှပွဲနဲ့ကြွယ်တရှင်ပေးလိုက်ပါတယ်ဒါကမိဘရဲ့ဝတ္တရားပဲလေဗျာပေးဝေနေရင်ထင်ပြခြင်းဆိုတာဟုတ်ဗျာဒါတွေကိုပြော့ပြန်နေတာကဆရာကြီးရဲ့ဟောဝက်နဲ့ပတ်သက်နေတော့ဆရာကြီးရဲ့စကားကိုစကားကပ်ပြီးပြောပြီးတော့ဟာသမလို့ရဲအောင်ရှိတော့တာပေါ့အထက်မှာပြော့ပြခဲ့တဲ့အတိုင်းပဲကျုပ်အင်မတန်ယိုသေးလေးစားတဲ့ဆရာကြီးကိုယ်တိုင်ကကျုပ်ကိုနှွေးခေါင်းခေါင်းမှရင်းနေနိုင်တယ်ဆိုတော့ကျုပ်လက်ပြမလုံအောင်ရှိနေရတော့တာပေါ့ အဲဒီတော့ကကျုပ်ကအသက်40ကျော်50အရွယ်ဝင်းကျင်ဆိုတော့အားကောင်းမောင်းတဲ့အရွယ်ရေရှိတာလည်းငလိုက်ချောင်းပဲရှိတာငွေရာဒီမှာရေကဒူးလောက်ပဲနဲ့တာဒီချောင်းနဲ့ဘလို့နစ်မှာဗာလဲပေါ့ကျုပ်ကပုတ်စာတပုတ်လို့ဖြစ်နေရတာပေါ့ဗျာကျုပ်ချားမှုတာရှိတယ်ဗျဝယ်ယူပြန်ယောဂါလို့လူတွေခေါ်ကြတဲ့တက်တက်တဲ့ဝေနာရှိတဲ့လူတွေကြတော့တက်တာနဲ့တပိုင်းနဲ့လဲကြပြီးတက်နေတတ်တော့တာတဲ့အဲ့ဒါဆိုရင်ဒူးလောက်ရေမဆိုတာနဲ့ချင်းမျက်စိလောက်ရှိတဲ့ရေနဲ့လဲကြရင်တော့ရင်းနစ်ပြီးတေးကြရတာလေ ကျုပ်မှာအဲ့လိုတက်တက်တဲ့ဝယ်ကြီးပြန်ယောဂကြီးမြတ်ဖြစ်ပေါ်လာလိမ့်မလားနဲ့စဉ်းစားရတာပေါ့ဖြစ်တော့မဖြစ်နိုင်ပါဘူးလေကျုပ်ကဗလာကောင်းနဲ့ထောထွားကြမ်းကြမ်းလူဗျညူကောင်မောင်နှမကြီးထဲမှာကျုပ်ကဖေးအူထောထွားကြမ်းကြမ်းအဲ့တော့အဲ့လိုမျိုးဝယ်ကြီးပြန်ယောဂလည်းမဖြစ်နိုင်ပါဘူးငါလိုက်ချောင်းဆိုတာကဟိုးအနောက်ရိုးမှမှာအခြေခံထားတာတောင်ကြားချောင်းဆိုတော့ရေစည်းတန်နဲ့လှိုင်းကြမ်းနဲ့လေဒီချောင်းမှာမိုးရသည်ဆိုရင်တစ်တွေမျောကြတာဘလောက်လှိုင်းထားတာရေစည်းကြမ်းကြမ်းဒီငလိုက်ချောင်းဆိုတာကကျုပ်လဲတော့ပြီးမှရှိတော့ကျုပ်နဲ့ကမိတ်ဆွေလိုဖြစ်နေပြီလေ ကျောက်ဟာကျွဲတော့နဲ့အဲ့ဒီဒေါမန်ကြီးတဲ့ငလိုက်ချောင်းကိုချိန်မှန်များစွာဖြတ်သွားနေကြအဲ့ဒီတော့မိုးရသည့်ရေကြီးချိန်မှာတော့ငလိုက်ချောင်းကိုကျောက်ကစားမပွဲဘူးဗျရေအိုးနဲ့ရေမုတ်လိုလူးလာခေါက်ပြန်သွားလာနေကြဒါကအသေးဟွက်ကိစ္စဟိုးဗျအခုတော့ဗျာနှွေခေါင်းကောင်းမှငလိုက်ချောင်းနဲ့ရင်နေကင်းရှိတယ်ဆိုပဲဆရာကြီးရဲ့စကားမပယ်ရှားရဲတာတော့အမှန်ပဲဗျဒူးလောက်သာရှိတဲ့ငလိုက်ချောင်းနဲ့ဘယ်ပုံပဲနည်းရင်နစ်မှလည်းဆိုတော့ကျုပ်အချင်းချင်းစဉ်းစားနေမိတယ်အဖြေကလုံးဝလုံးဝပေါ်မလာပါဘူးဗျာမကြခင်လို့ဆိုတော့လေရင်ဖိုးစရာပေါ့လေ ပြီးတော့လေရေကျင်နေမိတယ်ငါလိုက်ချောင်းမှာမိချောင်းတောင်လို့ရေကျွမ်းတဲ့ကျုပ်ကငွေခေါင်းခေါင်းဒူးလောက်ရှိတဲ့ရေမှာနစ်မယ်တဲ့တခါတခါစဉ်းစားမိပြီးချိန်ရင်မိတယ်ဗျာအဟုတ်အဟုတ်အေးဗျာကွယ်ရမှာကြိတ်ပြီးရီမိတဲ့ကျုပ်ကနှွေးခေါင်းကောင်းမှာတကယ်ရင်းနေရတာပါဗျာဆရာကြီးဦးရွှေမင်းရဲ့ဟောဝက်ကတစ်ချက်တောင်မလွဲပါဘူးပြီးတော့ကံကောင်းလို့ကျုပ်တေကံမရောက်ပဲကင်မဲ့လို့ပေါ်လာခဲ့တာဗောဘလောက်အံ့ဩဖို့ကောင်းလဲကျုပ်ပြောပြချင်တာအဲ့ဒါအဓိကဗျာဆရာကြီးရဲ့ဟောဝက်နှစ်ခုကမြေကြီးလက်ခံမလွဲဖြစ်တာကိုကျုပ်ပြောပြလို့ ပြောရရင်တော့ရှက်စရာပါဗျာလူတက်လူကက်ကြီးလုပ်ပြီးကက်ဖက်ဖက်လုပ်တတ်တဲ့ကျုပ်တော်နောင်နာရချင်းချင်းဖြစ်သွားတယ်။ဖြစ်ပုံကဒီလိုဗျာဒီလိုဆက်နေရသည်ကျုပ်ကကျွဲအုပ်ကြီးနဲ့တောထဲမှာနေတာကျွဲရကျွဲတီကျွဲမှာ၁၀កောင်ရှိတယ်။အဲ့ဒီကျွဲတွေကိုငလိုက်ချောင်းတောင်ဖို့မြက်ခင်းတွေမှာကြောင်းတယ်။ကျွဲတင်းကောကထွက်တဲ့ကျွဲကြီးတွေကကျုပ်လဲပြီးမြေရောသားတွေလေကျွဲကြီးတွေကိုလဲတွေမှာဖြန့်ချတာရတယ်။ဂူခေလိုခင်မီရဲ့ဓာတ်မြေရောသားတွေ၃00កောင်မှမတီးဘူးပါဗျာ။ မိုးကြတာနဲ့ကျုပ်ကထဲရေးအကျန်းစာထိုးပြီးတော့မြေဩဇာနဲ့ကျွဲချီးရင်းနဲ့နှုတ်နဲ့ပြီးတော့မြေဩဇာဖျောက်အောင်ပေါ့ဗျာကဲထားပါတော့ကျွဲတွေကိုကျုပ်ကကျိုးရှိရင်းနဲ့ချီပြီးကြောင်းတာကျိုးရှိကထင်းရတဲ့ရလွယ်တယ်လေနေ့လေနေဘူးချိန်မှာရေချဖို့လိုတယ်ကျွဲဆိုတာကနွားလိုပူတမ်းမခံနိုင်ဘူးနေဘူးရင်အလိုလိုမောနေကြတယ်ဒါကြောင့်လဲကျုပ်ကကျွဲရဲ့ကျိုးတွေကိုတကောင်ပြီးတကောင်ဆွဲဆူရင်းနဲ့ကျွဲဆယ်ကောင်နဲ့ကျိုးတွေကိုစုပြီးချီလိုက်ကျွဲတွေမပြေးနိုင်တော့ဘူးပေါ့ဗျာအဲဒီကျိုးရှိရှိနဲ့ကျွဲဥကြီးကိုသူတို့ရေချိုးနေကြထင်းဝင်ဝဲတွေကိုမောင်းခဲ့ ထိမ်မင်ဝဲဆိုတာကချောင်းဝေတစ်ခုမှာဖြစ်ပေါ်နေခဲ့တာကြားပါပြီဗျာထိမ်မင်းရှိကဲလို့ထိမ်မင်ဝဲလို့ခေါ်တာနေမှာပေါ့ထိမ်မင်းကြီးကိုကျုပ်တို့မမိလိုက်ပါဘူးထိမ်မင်ဝဲကမိုးထဲမှာနာမည်ကြီးရဲ့ဝဲပါဂျီလာနေချင်းဆိုရင်ဝဲတော်တန်လှိုင်းပွက်တန်ကြီးကိုချားနေရတယ်လူရသည်မှာဆိုရင်တော့သူမဟုတ်သလိုပဲရေကြီးကြီးစိမ့်စိမ့်နေနဲ့နက်ဆိုင်နဲ့ရေအုပ်ကြီးဖြစ်နေရတာပေါ့ဝါလာကင်းလို့တရင်ကျွတ်တဲ့အချိန်ကြီးဆိုရင်ဝါးဖောင်နေမျောကြအဲ့ဒီအချိန်ဆိုရင်ထင်းမင်ဝဲကိုလွတ်အောင်မနှဲဆောင်ကြရအစုပ်ခံလိုက်လို့ကတော့ဝါးဖောင်ပြစ်စည်းပြီးဆုံးရှုံးရတယ်လို့လူတော်မနှဲလွတ်အောင်ရုန်းကန်ကြရတာဗျ အဲ့ဒီအချိန်မှာတော့ခါကရေလောက်အမြဲရှိနေရအဲ့ဒီထင်းမဲဝဲကိုလည်းရောက်သွားကျွဲတွေကအလူရဲ့ရေထဲဆင်းကြတော့တာပေါ့ကျုပ်ကခေါင်းဆောင်ကျွဲထီးပေထိုးကိုစီးပြီးတော့အမတ်တမဲပါသွားတယ်ဝဲလေကိုရောက်မှတတိယဝဲရဲ့အခြေကပေတရာတော့ပတ်လေရှိရဲ့ဗျာရီမင်ကျဲကြီးဖြစ်နေတာပေါ့ဗျာဖြစ်ချင်းတော့ကျွဲတွေရဲ့ကျိုးတွေကိုကန်ရင်းနဲ့ကျွဲတွေရေတဲ့အရောက်မှာကျွဲချင်းချင်းတွန်းညာတိုက်ရလောက်ကြတဲ့ကရုပ်ရည်ရဲ့ထိမ့်မနိုင်မဲ့ကျုပ်ကရေထဲထိုးကြတော့တာပေါ့ကြာတာမှရိုးရိုးမဟုတ်ဘူးပြောဖြစ်ချင်းတော့ကျုပ်ချက်တော့နှစ်ချောင်းကကျိုးတွေနဲ့ညှိပြီးတော့ဇောက်တိုးပြစ်သွားတယ် ကျုပ်ကကြွဲကြီးရဲ့ဘေးမှာကပ်ပြီးဇောက်ထိုးရေနစ်နေရတာပေါ့မလို့မအောင်မလုတာမရက်တာဘဝကိုရောက်နေရတာပေါ့ခြေတော်နှချောင်းကကြွဲကြီးရဲ့ကြောပေါ်မှာလည်းရှိနေတာလေပြန်သားဘဝကဘလို့ကြိုးစားကြိုးစားမရဘူးရေနစ်တန်ကိုကျုပ်ဝူဝါခံစားနေရတာပေါ့အချိန်နဲ့အတော်တန်ကြာသွားတယ်ဒါဆိုရင်ကျုပ်ဒီရေနစ်နဲ့တန်နဲ့သေသွားနိုင်နေဆိုတာသိတယ်အားဒါကြောင့်ကြိုးစားပြီးအသက်အောင်နေရမလို့မမခံစားနိုင်တော့ပဲအားလျှော့ရမလို့ဖြစ်နေတဲ့အချိန်မှာကျုပ်ခြေတော်နှချောင်းကိုဆွဲလိုက်တာသိရပြီးကျုပ်ကြွဲကြီးကိုပြန်ရောက်သွားတယ်ကျုပ်ကြွဲကြီးကညက်ပြီးနစ်နေတာဟုတ်ဗျာ တို့ဗျာရေမုန်းပြီးတော့မျက်စိလည်းဖြူနေပြွာသေးပဲမြင်နေရတော့တယ်နှာခေါင်းနဲ့ရေတွေငှက်မျက်စိတွေရေတုပ်ပြီးတော့ကျုပ်ကိုကြည့်တဲ့လူကိုကြည့်မိတယ်။ "तू ကကျုပ်ကိုဘာမှမပြောနိုင်ပဲ allergy ကြီးနေတာဗျာ။ तू ကကျုပ်တို့ရွာကိုဖိုးမြင်ဖြစ်နေပါရောလား။အဲဒီလိုအသက်ကိုဝမ်းအောင်ယူပြီးပုံမှန်ပြန်ဖြစ်သွားတော့မှကျုပ်ကိုစကားဆပြောတယ်။"ဟောတဲ့ကဲမင်းဘလို့ဖြစ်တာလဲကွာ။မြင်နေတိုင်းပဲဗျို့ကျွဲတွေရေတာချတာဗျာ။ ကျွဲတွေကိုထိန်းရလို့အောင်ကျိုးတွေစုကင်ပြီးရေချတော့ကျွဲတွေရေဆော့ကြတော့ထိန်းမနိုင်တော့ပဲကျုပ်ရေသေးထိုးကြတာဗျကန်ဆိုးရင်တော့ကိုဖိုးမီမြင်တဲ့အတိုင်းပဲလေခြေတော်နှာချောင်းကကျိုးနဲ့ညိပြီးဇောက်ထိုးအနေထားနဲ့ရေနစ်နေတာကန်ကောင်းလို့ဗျာကိုဖိုးမြင်တာရောက်မလာလို့တော့ဒီနေ့ကျုပ်သေးပြီဗျအေးကွာငါလည်းတက်ဝါနည်းနည်းလေးလိုနေရနဲ့လာခုတ်နေရနောက်နေ့မှလဲနဲ့လာတိုက်မှာကွာအာရာပေါ်တဲ့ကေကိုလဲတဲ့သွားအောင်မှာပဲဆိုပြီးချောင်းအနိုင်ဆင်းလာတာ ထိန်မင်းဝဲရောက်တော့မင်းရဲ့ကျွဲဦးကြီးကိုတွေ့ရပေမဲ့မင်းကိုမမြင်သားနဲ့လိုက်ကြည့်တာကွာတော်သေးတယ်မင်းရဲ့ခြေထောက်နဲ့ချောင်းမိုးထောင်နေတာငါတွေ့ရတော့ဒီကောင်ရင်းနေနေတာပဲလို့သိရပြီးတော့မင်းရဲ့ကျွဲကြီးကြောပေါ်ရောက်ကူးပြီးဆွဲတင်ရတော်သေးတာပေါ့ကွာမသေးကောင်းမပြောဘူးမင်းရဲ့ဖြစ်ကပေါ်တဲ့ကဲနှွေးခေါင်းကောင်းမှရင်းနေသေးရတယ်ဆိုရင်ကြားလို့တော့မကောင်းပါဘူးကွာကဲကဲမင်းကျွဲတွေကိုကမ်းမဲ့မောင်းတင်တော့ကွာကိုဖိုးမင်းကအဲ့လိုဆိုတော့မှကျွဲတွေကိုကျိုးခေါင်းနဲ့ရိုက်ပြီးတော့ကုန်းမောင်းနေရအဲ့ဒီတော့ကျုပ်ဘသူ့ကိုပြေးမြင်တယ်လဲဆိုတော့ဆရာကြီးဥွှေမင်းရောကွာ မင်းຫນွေခေါင်းကောင်းမှရင်းနေလိမ့်မယ်ဒါပေမဲ့အသက်မသေးဘူးကင်မဲ့သူပေါ်လိမ့်မယ်ဆိုတော့ဟောကိန်းပါအဲဒီနောက်မှာတော့အဲ့ဒီဟောကိန်းပေါ်ကျုပ်မရဲတော့ပါဘူးပြူဆရာကြီးရဲ့ဗီဒီမီညာပေါ်မှာကျုပ်သိပ်ပြီးလေးစားသွားတယ်အဲ့ဒီလိုကိုတွေ့ကြုံမှာဆရာကြီးကဆွဲဆောင်ပညာရှင်ကြီးဆိုတော့ပိုးပြီးတိလာရပါတယ်ဆရာကြီးကဈေးကုတယ်ပျောကကုတယ်ဗီဒီနဲ့လိုအပ်ရင်ဟောတယ်အားချိန်တွေမှာနှီးနဲ့သကောသကာတောင်းပလုံးလေးတွေရက်တယ်လက်ရကောင်းလုံးလို့မှားတဲ့သူတွေနဲ့ပြည်နေတာပေါ့အထူးသဖြင့်တင်းတောင်ခွဲတောင်စိုက်တောင်ပြည်တောင်နဲ့ပို့တောင်နေနိုင်မကြီးတယ်ပြီးတော့အကိရလည်းထိုးပါတယ် ဆရာကြီးကအသက်60ကျော်ဒီကျင်းကျင်းမာမာနဲ့နေသွားခဲ့ရပါတယ်ဗျာသူခင်းနဲ့သူ့အခါဆရာကြီးကိုမသိရသူမရှိခဲ့ပါဘူးအဲ့ဒီတည်းမှာကြုတ်ဆိုတဲ့ဖိုးတစ်ကလေးပါလာဖို့ဗျာအခုကျွန်တော်ဖတ်ပြတဲ့ဝတ္ထုအကြောင်းအရာအစားဆုံးဟာစာရေးဆရာရဲ့အဘောတသက်သာဖြစ်ပါတယ်ကျွန်တော်ရဲ့စိတ်ခံစားချက်တစိုးတစိမြမပါဝင်ပါဘူးစိတ်ဝင်စားဖို့ရအကြောင်းအရာကိုပြန်လည်နှောက်ဝေခြင်းတသက်သာဖြစ်ပါတယ်ခင်ဗျာ အဆုံးထိနားဆင်အားပေးခဲ့ရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအခုဗီဒီယိုလေးကိုကြိုက်နေတဲ့တယ်ဆိုရင် like လေးနှိပ်ထားခဲ့ပြီးတော့ကျွန်တော်နဲ့ဆောင်းအောင်မြတ် channel ကိုလည်း subscribe လေးနှိပ်ခဲ့ပေးပါဦးခင်ဗျာအခုလိုပဲထူးခြားတွေလာပြည့်ရစမ်းတဲ့အကြောင်းအရာတွေကိုပုံမှန်တင်ဆက်ပေးနေတယ်လို့စောင့်မျှော်နားဆင်ပေးကြပါဦးခင်ဗျာ